ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ရဲ့ဒီနေ့ YouTube Channel ကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ရဲ့မိတ်ဆွေများကို အထီးကီးနှလုံးပေါ့နော်အထီးကီးနှီးနှလုံးနှီးကတော့ကျွန်တော်နှမျိုးကို ပြန်လည်များပေးတော့မှာဖြစ်ပါတယ်ပေါ့နော်ကျွန်တော်ဒါလေးကိုတူတူလေ့လာကြအောင်လားခင်ဗျာဒါကတော့ကျွန်တော်နှီးနံပါတ်1ဖြစ်ပါတယ်ခင်ဗျာနံပါတ်နှီးနံပါတ်1မှာကျွန်တော်ဒီ6300ကိုနှီး3နဲ့စာကြည့်မယ်ပေါ့နော်ဒီရှင်းနဲ့တုံညာနဲ့မှာတစ်ချိန်စီပေါင်းတယ်ပေါ့နော်ပြီးရင်နင်းနဲ့တုံးနဲ့မှာတစ်ချိန်စီပေါင်းတယ် ပြီးရင်နောက်ထပ်တင်းနဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်ရှင်းတဲ့တုံညာနဲ့ပေါင်းရှင်းဒီပေါင်းရှင်းရှိဖြစ်ပါတယ်ခင်ဗျာ။နေနဲ့၃ပေါင်း၅၅နဲ့၁ပေါင်းရှင်း၆ဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်တို့ဒီရှင်းတဲ့၆ပေါင်းရှင်းက၁ဖြစ်ပါတယ်။ရလာတဲ့လေးကို၆နဲ့ပေါင်းရှင်း၁၀ဖြစ်ပါတယ်ခင်ဗျာ။ဒါဆိုရင်လေးတုံညာအထီးကြီးရတယ်ပေါ့နော်။လေးတုံညာအထီးကြီးမှာသူကခွန်တုံညာတုံညာဆိုပြီးဖြစ်ပါတယ်။ခွန်တုံညာတုံညာဆိုတဲ့အတွက်ကြောင့်မို့ကျွန်တော်ဒီလေးတုံညာထဲကတုံညာတိအလေးအပိတ်ဖြစ်ပါတယ် အဖန်အဲ့ဒီနေ့အတိုင်းပဲပေါ့နော်ကျွန်တော်ဒီ9 9မှာတစ်ချိန်စီ9နဲ့တင်းနဲ့မှာတစ်ချိန်စီကိုနောက်ထပ်တင်းနဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်။ဒါဆိုရင်9 9ပေါင်းရှင်းက30ဖြစ်ပါတယ်။9နဲ့တင်းပေါင်းရှောက်ရှောင်းနဲ့တင်းပေါင်းရှင်းခွန်ဆိုတဲ့အတွက်3ညရဲ့ခွန်ရဲ့ထပ်ပေါင်းတော့ခွန်ရတယ်ပေါ့နော်ခွန်နဲ့6ပေါင်းရှင်းဒီ73ရတယ်ပေါ့နော်ခွန်နဲ့6ပေါင်းရှင်း73ခွန်3ပြီးမှာဆိုရင်3ခွန်ခွန်စပြီးဖြစ်ပါတယ်။3ခွန်ခွန်ပေါ့နော် ။ဒါကြောင့်မို့ကျွန်တော်အဲ့ဒီမှာတော့ပြည်နှလုံးအပြည့်ဖြစ်ပါတယ်ခွန်တီ3ဒီထိတ်စီခုနှစ်ကလေးပိတ်ဆိုပြီး3ခုခုဖြစ်ပါတယ်ခင်ဗျာ။ Okay နောက်ထပ်6လေးခွန်3ခုခုကတုံညာဆိုတဲ့အတွက်ဒီရှင်းနေလေးနေမှာတစ်ချိန်စီဖြစ်ပါတယ်။9နဲ့3ညာနဲ့မှာတစ်ချိန်စီကိုနောက်ထပ်3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ရှင်းနေလေးပေါင်းရှင်းကစနေရည်ပေါ့နော်။ပြန်9နဲ့3နဲ့ပေါင်းက9နဲ့3ပေါင်းချင်း6ဆိုတဲ့အတွက်ကျွန်တော်တို့ဒီ2နဲ့6နဲ့ပေါင်းရှင်းရှိဖြစ်ပါတယ် ရှစ်ကိုရှောင်းနေပေါင်းရှင်းဒီ၁၄ဆိုတဲ့အတွက်ရှင်းလေးအထီးကြီးရမယ်ပေါ့နော်အဲ့ဒါတစ်ချိန်မှာရှစ်ကိုလေးဆိုပြီးဖြစ်ပါတယ်ခင်ဗျာရှစ်ကိုလေးဒါကြောင့်မို့အဲ့ဒီမှာတော့အထီးကြီးကချစ်ဒီထိတ်စီလေးကအပိတ်ရှင်ပြီးတော့ကီးနှလုံးစလုံးဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ဒီ၈၈၈၉၄၅ဆိုတဲ့အတွက်ရှင်းနေတဲ့နဲ့မှာတစ်ချိန်စီပေါင်းမယ်ပေါ့နော်နာနဲ့လေးနဲ့မှာဒီကြိစီကိုနောက်ထပ်တင်းနဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်။ရှင်းနဲ့တင်းပေါင်းရှင်းက900ရာတွေပေါ့နော်။ ပြီးရင်9နဲ့10ပေါင်း6 6နဲ့4ပေါင်းရှင်းတစေဆိုတဲ့အတွက်တပန်းဒီ9နဲ့3နဲ့ထပ်ပေါင်းတော့ကိုကိုဂျီနိုတို့ဒီ6နဲ့ထပ်ပေါင်းတော့9နဲ့6ပေါင်းရှင်း15ဆိုတဲ့အတွက်အထီးကီ9900ရေနော်အထက်တစ်ချိန်မှာ963ဖြစ်ပါတယ်ခင်ဗျာရှေ့ကိုလေးပြီးတော့963ဒါကြောင့်မို့အထီးကီဒီမှာ9ဒီထိတ်စီဖြစ်ပါတယ် โอเคကျွန်တော်ဒီ963ပါเนาะ95 963 3နှစ်ဆိုတဲ့အတွက်ဒီ9နဲ့9နဲ့မှာကြိမ်စီ3နဲ့2နဲ့မှာကြိမ်စီကိုတင်းနဲ့ထပ်ပေါင်းပါဖြစ်ပါတယ်9နဲ့9နဲ့ပေါင်းချင်းဒီ7နှစ်ရတယ်ပေါ့เนาะနောက်ထပ်3နဲ့2ပေါင်းက9နဲ့7ပေါင်းချင်း6ဆိုတဲ့အတွက်တဖန်ဒီ2နဲ့6နဲ့ပေါင်းတော့8 8ကို6နဲ့ပေါင်းတော့14 8 4အထူးကိနှလုံးရတယ်ပေါ့เนาะနောက်ထပ်ကြိမ်ပါဆိုရင်6 8 9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ6 8 9 ဒါကြောင့်မို့အဲ့ရှင်းလေးထဲကအထီးကြီးရှိသည်အလဲထင်ဖြစ်ပါတယ်။ Okay 669689636ဆိုတဲ့အတွက်ဒီ6နဲ့6နဲ့မှာတစ်ချိန်စီပေါ့နော်3နဲ့6နဲ့မှာတစ်ချိန်စီကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။6နဲ့6ပေါင်းတာက ပေါင်းရှင်းစနစ်3နဲ့6ပေါင်းတာ9 9နဲ့10ပေါင်းရှင်း30ဆိုတဲ့အတွက်နေနဲ့တုံနဲ့ပေါင်းရှင်းနဲ့နှစ်ကို6နဲ့ပေါင်းရှင်း10ဖြစ်ပါတယ်။ဒါကြောင့်မို့နှစ်ရှိအထီးကြီးရမယ်ပေါ့နော်။နောက်ထပ်တစ်ချိန်မှာနှစ်နှစ်ခွန်ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ။ ရှောင်းရှင်းခွန်ပြီးတော့နင်းနေခွန်စပယ်အတွက်ကြောင့်မို့ကျွန်တော်ဒီမှာအထူးကိနေတီထိစီနဲ့အန်တယ်ဖြစ်ပါတယ်။နင်းရှောင်းရှောင်းနင်းနေခွန်85ဆိုတဲ့အတွက်ဒီနင်းနဲ့ရှောင်းနဲ့မှာတစ်ချိန်စီရှင်းနဲ့9နဲ့မှာတစ်ချိန်စီကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။နင်းနဲ့ရှောင်းနဲ့ပေါင်းတာကရှင်းရှင်းနဲ့9ပေါင်း73 3နဲ့10ပေါင်းရှင်း4ဆိုတဲ့အတွက်ရှင်းရဲ့4ရဲ့ပေါင်းရှင်းဒီ7နှစ်ဆိုတဲ့အတွက်နှစ်ရှင်းအထီးကြီးထပ်ရမယ်ပေါ့နော် နှစ်နှစ်ခွန်ပြီးတော့နောက်ထပ်တစ်ကြိမ်ပါရှင်3ရှစ်ရှစ်ဖြစ်ပါလိမ့်ခင်ဗျာ3ရှစ်ရှစ်โอเคအဲ့ဒီမှာတော့ကျွန်တော်အထီးကြီးချစ်ဒီလေပိတ်ဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်ဒီနှစ်တိ3 3 8 8 3မြ6ဆိုတဲ့အတွက်ဒီနှစ်နဲ့တင်းနဲ့မှာတစ်ကြိမ်စီပေါ့နော်3မြနဲ့6နဲ့မှာတစ်ကြိမ်စီကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်နေနဲ့တစ်ပေါင်းတော့ပေါင်းရှင်း3ဖြစ်ပါတယ်ခင်ဗျာ3ညရဲ့6ရဲ့6ရှောင်းနဲ့တစ်ပေါင်းရှင်း9ဒါဆိုရင် ဒီ3ည9နဲ့ပေါင်းတာပေါင်းရှင်း30ရတဲ့အတွက်ကြောင့်မို့ကျွန်တော်3ညကို6နဲ့ပေါင်းတာ6 3ည6အကြီးမှာဆိုရင်3 3ည9ဆိုပြီးဖြစ်ပါတယ်ခင်ဗျာ3 3ည9ဒါကြောင့်မို့3ည6ထဲက3ည3အလဲထိန်ဖြစ်ပါတယ်โอเคနောက်ထပ်ကျွန်တော်ဒီနေ့နဲ့9နဲ့မှာ JC ပေါ့နော်ရှင်းနဲ့9နဲ့မှာ JC ကိုတင်းနဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ်နေ့ရ9ရပေါင်းရှင်းက9ဖြစ်ပါတယ်85 95နဲ့တိပေါင်း16ကို6ပြည့်ပြင်ပါနော် ခေါနဲ့ရှားပေါင်း73တုံးကိုတည်ပေါ်ရလိမ့်မယ်6နဲ့ထပ်ပေါင်းတော့3နဲ့ရှားပေါင်းရှင်9 39ကိမှာဆိုရင်35နိဆိုပြီးဖြစ်ပါတယ်ခင်ဗျာ35နိဒါကြောင့်မို့အထီးကိ3ဒီထိရှိဖြစ်ပါတယ်ခင်ဗျာတဖက်မှာကျွန်တော်ဒီ99935နိဖြစ်ပါတယ်ပေါ့နော်ပြီးရင်နိ3ညဆိုတဲ့အတွက်ကြောင့်မို့ဒီ9နဲ့9နဲ့မှာတစ်ချိန်စီနိနဲ့3ညနဲ့မှာတစ်ချိန်စီကိုတင်းနဲ့ထပ်ပေါင်းတော့မှာဖြစ်ပါတယ် 9နဲ့9ပေါင်းတာကပေါင်းရှင်းသစေဖြစ်ပါတယ်ပေါ့နော်။နေနဲ့10ပေါင်းရှင်းဒီ3ဆိုတဲ့အတွက်3ညနဲ့3နဲ့ပေါင်း3 39ကီပဲထပ်ရမယ်ပေါ့နော်။ခုနထားတဲ့ချိန်မှာဆိုရင်39နိဖြစ်ပါတယ်ခင်ဗျာ။39နိဒါကြောင့်မို့အဲ့ဒီမှာတော့အထီးကီ3ဒီဒီမှာထိတ်စီဖြစ်ပါတယ်။ဒီ9ကတော့အလဲဆိုပြီးတော့ကီနှလုံးစလုံးဖြစ်ပါတယ်ပေါ့နော်။နထားတဲ့ချိန်9 3ညခွန်မှာ9နဲ့3ညနဲ့မှာကြိစီ3ညနဲ့6နဲ့မှာကြိစီကို ်တင်တဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်9ရက်3ရက်ပေါင်းရှင်းသည်9ဖြစ်ပါတယ်ခင်ဗျာ6ရက်7ရက်ပေါင်းတော့ခွန်ဆိုတဲ့အတွက်9ခွန်ပေါင်းရှင်းစနစ်နှစ်ကို6နဲ့ပေါင်းရှင်းစုံကနေပေါ့နော်နှစ်ရှင်းစုံကနေအထီးကိနှလုံးပါဆိုရင်နှစ်လေး6ဆိုပြီးဖြစ်ပါတယ်နှစ်လေး6ဒါကြောင့်မအထီးကိနှစ်ဒီထိပ်စီဖြစ်ပါတယ်ခင်ဗျာတပံဒီ9နဲ့4နဲ့မှာတစ်ချိန်စီ9နဲ့3နဲ့မှာတစ်ချိန်စီကိုတင်တဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် 9နဲ့4ပေါင်းရှင်းသည်73ဖြစ်ပါတယ်9နဲ့3ပေါင်း30 73ကိုတည်ပြီးရမယ်ပေါ့နော်3နဲ့3ပေါင်းရှင်း4 4ကို6နဲ့ပေါင်းတော့30 4 3ညအထီးကြီးစပြီးလာတယ်နောက်ထပ်တစ်ချိန်မှာ3နဲ့4ဖြစ်ပါတယ်ခင်ဗျာ3နဲ့4ဒါကြောင့်မို့အထီးကြီး4ဒီအပိတ်ဖြစ်ပါတယ်ဒီမှာဆိုရင်ဒီ3ည3 3နေနေဆိုပြီးတော့ဒီရှယ်တလုံးလုံးပဲနေနဲ့တောက်လျှောက်ဖြစ်ပါတယ်ပေါ့နော် โอเคကျွန်တော်ဒီနှစ်၃နှစ်လေးတပြိုင်နီးဆက်ကြည့်အောင်ပေါ့နော်ဒီနှစ်နဲ့လေးတမှာတစ်ချိန်စီဖြစ်ပါတယ်နှစ်နဲ့၆နှစ်မှာတစ်ချိန်စီကိုကျွန်တော်တင်တဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာနှစ်နဲ့လေးပေါင်းရှင်ဒီပေါင်းရှင်၆ဖြစ်ပါတယ်နှစ်နဲ့၆ပေါင်းတာ၈ရှင်းနဲ့၃ပေါင်းရှင်၉ဆိုတဲ့အတွက်6ကိုပေါင်းတော့55 9နဲ့6ပေါင်းရှင်73ဆိုတဲ့အတွက်9တိအထိကြီးရတယ်ပေါ့နော်မာကနန်းဖြစ်ပါတယ်အထက်တစ်ချိန်မှာရှင်59နေဖြစ်ပါတယ်ခင်ဗျာ 85နှစ်ဒါကြောင့်မို့ GDP 5ဒီကျွန်တော်ဒီမှာအလဲဖြစ်ပါတယ်ဒီမှာတရှိရသလုံးတောက်6ဖြစ်ပါတယ်ပေါ့နော် Okay နောက်ထပ်တစ်ကြိမ်မှာကျွန်တော်ဒီ7နဲ့10နဲ့ပေါင်းမယ်9နဲ့3ညနဲ့ပေါင်းပြီး10နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာအဲဆိုရင်7နဲ့10ပေါင်းရှင်9ဖြစ်ပါတယ်နောက်ထပ်9နဲ့10ပေါင်းရှင်6ဆိုတော့9နဲ့6ပေါင်းရှင်ဒီ15ဖြစ်ပါတယ်ငါတကီရမယ်ပေါ့နော်နောက်ထပ်တစ်ကြိမ်မှာ85ဖြစ်ပါတယ်ခင်ဗျာ6 6 5ဒါကြောင့်မို့အထီးကိ5ဒီကျွန်တော် အပိတ်ဖြစ်ပါတယ်။နောက်ထပ်ဒီ9နဲ့9နဲ့မှာပေါင်းမယ်6နဲ့3နဲ့မှာကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။9နဲ့ချိန်ပေါင်းရှင်းဒီ78ဖြစ်ပါတယ်။6နဲ့3ပေါင်း9 9ကိုတင်းပေါင်းရှင်း30ဆိုတော့8ရဲ့3နဲ့ပေါင်းရှင်း8 8ကို6နဲ့ပေါင်း14 8လေးအထီးကိမှာ356ရှင်းလေးကြည့်ပါဆိုရင်3 5 6ဆိုတဲ့အတွက်ကြောင့်မဟုတ်အဲ့ဒီမှာတော့တစ်ကြိမ်ပြတ်တယ်ပေါ့နော် အဲ့မှာတစ်ချိန်ပြတ်သွားခဲ့တယ်နောက်ထပ်ကျွန်တော်တို့ဆက်ကြည့်အောင်ပါနော်9နဲ့3ရက်နဲ့မှာတစ်ချိန်စီ3နဲ့1မှာတစ်ချိန်စီကိုတင်တဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်9ရက်3ရက်ပေါင်းရှင်း9 3 5ပေါ့နော်ဒါဆိုရင်99ပေါင်းရှင်း30ဖြစ်ပါတယ်3မြောက်ကို6နဲ့ပေါင်းတော့6 3မြောက်6ကိမှာ6လေး6ဆိုပြီးဖြစ်ပါတယ်6 6ဒါကြောင့်အဲ့ဒီမှာတော့6တလုံးဒီထိတ်စီးနဲ့အပိတ်ဆိုပြီးဆက်ပြီးဖြစ်ဥတည်လာတယ်ပေါ့နော် နောက်ထပ်ဒီ၃ည9ခုနှစ်မှာတစ်ချိန်စီ9ည7ခုနှစ်မှာတစ်ချိန်စီကိုတင်တဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်။၃ည9ရခွန်ရပေါင်းတာခွန်9ည8ပေါင်း73 3ည10ပေါင်း6ဆိုတော့ခွန်6ပေါင်း73တိကို6ပေါင်းချင်းခွန်တိခွန်အထီးကြီးမှာ9ခွန်8ဆိုပြီးဖြစ်ပါတယ်9ခွန်8ဒါကြောင့်မို့တိခွန်ထဲက9တိအလဲထိုင်ဖြစ်ပါတယ်နောက်ထပ်တစ်ချိန်ပေါ့နော်8ခွန်6 9ခွန်8မှာ8ခွန်တစ်ချိန်စီခွန်ခွန်တစ်ချိန်စီကိုတင်းနဲ့ထပ်ပေါင်းမှာဖြစ်ပါတယ် ရှစ်ခွန်ပေါင်းရှင်းဒီ15ဖြစ်ပါတယ်ခွန်ခွန်74 15ဘောနော်95ပေါင်းရှင်း30 3ညကို6ပေါင်းရှင်း6 3 6ပြီးမှ696ဖြစ်ပါတယ်6 96ဒါကြောင့်မို့ကျွန်တော်အဲ့မှာလဲ6တလုံးဒီထိစီနေအပိတ်ရှိပြီးတော့ဒီအနောက်3လုံးတောက်6ဖြစ်လာတယ်ဘောနော်အဲဆိုရင်ဒီတစ်ပတ်မှာ3ညရဲ့5ရဲ့ပေါင်းမယ်6နဲ့3နဲ့မှာပေါင်းပြီး3နဲ့ထပ်ပေါင်းမှာဖြစ်ပါတယ်3ညရဲ့5ရဲ့ပေါင်းရှင်းဒီ 6ခု8ဆိုတော့ကျွန်တော်တို့ဒီ98ပေါင်73 396ပေါင်89ဒါဆိုရင်39ကြီးရာနေပြီပေါ့เนาะโอเคဒါဆိုရင်ကျွန်တော်ဒီအနောက်တလုံးတောက်လျှောက်ပြီးမယ်ဆိုရင်9ဖြစ်ပါတယ်ပေါ့เนาะโอเคဒီနေ့ကကျွန်တော်ဒီ9ရာဒီ843 863 3 9 9နေပေါ့เนาะနေစာနေဖြစ်ပါတယ်ကျွန်တော်ဒီ9ရာနေစာတာပေါ့เนาะ9ရာ3009 8965368 9ရာနေတောက်လျှောက်ဖြစ်ပါတယ် သူ့မှာတစ်ချိန်ပြည့်ရှိတယ်ပေါ့နော်ကျွန်တော်ဒီ3 5 6တစ်ချိန်မှာပြည့်သွားခဲ့တယ်ပြီးတော့6 4 6 9 6 9 6 3ချိန်ဆက်တိုက် okay ပါခဲ့တယ်ပေါ့နော်ဒီ20ချိန်မှာဆိုရင်ဒီနေ့အရာဆက်ပြီး okay ခင်မယ်ဆိုရင်ပေါ့နော်ကျွန်တော်3ရယ်9ရယ်ဆိုပြီးရနေတယ်ပေါ့နော်ဆက်ပြီးမပြရတော့ကျွန်တော်အဆောင်ကြည့်ရမှာပဲဖြစ်ပါတယ်3 9ကီပေါ့နော်နောက်ထပ်ကီတစ်ခုကိုလည်းဆက်ပြီးနေတာကြည့်မယ်ပေါ့နော်ခေတ္တကတော့ကျွန်တော်အတီကီနံပါတ်1ဖြစ်ပါတယ်ခင်ဗျာနံပါတ်1ပေါ့နော် နံပါတ်2ကကျွန်တော်ဒီ66နှစ်665 96နှစ်ဒီ3ပြင်မှုတည်ပြီးတော့ကျွန်တော်ဒီ3ညလေးလေးတပြင်ကိုဆက်ကြည့်အောင်ပေါ့နော်။ဒါဆိုရင်ကျွန်တော်အဲ့ဒီမှာ63ချိန်ပေါင်းမယ်ပေါ့နော်ဒီအလဲထိုင်ကနန်း3လုံးပေါင်းမှာဖြစ်ပါတယ်။6က3ချိန်ဆိုတော့ function ဆက်ချည်ရတယ်ပေါ့နော်။ဒီအလဲမှာရေးလိုက်မယ်။63ချိန်78 8ကိုကျွန်တော်နင်းနဲ့ထပ်ပေါင်းတော့10 8တုံညအထိပြီး ောက်ထပ်တစ်ချိန်မှာအဲ့မှာ၃ညလေးလေးဆိုတဲ့အတွက်ကြောင့်မို့၃ညတစ်လုံးပိတ်ဖြစ်အထိတ်စီဖြစ်ပါတယ်ပေါ့နော်၈၃ညထက်က၃ညသည်၃ညလေးလေးဖြစ်ပါတယ်โอเคအဲ့ဒီနေ့တိုင်းမဲ့ဆက်သွားမယ်ပေါ့နော်ကျွန်တော်၃ညလေးလေးပြီးတော့နေ့နေ့ဒီရှင်းလေးတောင်းချစ်ချောက်တော့ဒီနေ့၃ညကိုပေါ့နော်ဒီနေ့၃ညကိုဒီပြင်ကြည့်အောင်အဲဆိုရင်ကျွန်တော်ဒီမှာနေ့၄၆ဒီ၃လုံးထပ်ပေါင်းမှာဖြစ်ပါတယ်အပေါ်ကလည်းမျိုးပဲပေါ့နော်၃ချိန် အဲဆိုရင်ဒီမှာ6ရက်4ရက်30စနစ်စနစ်ဆိုတဲ့အတွက်နစ်ကိုနစ်နဲ့ထပ်ပေါင်းအောင်လေးနစ်လေးကြီးရည်ပေါ့နော်နောက်ထပ်ဒီချိန်မှာနစ်3ညာကိုရှိပြီဖြစ်ပါတယ်ဒါကြောင့်မို့ကျွန်တော်ဒီမှာဆိုရင်နစ်ဒီထိတ်စီနေရာပဲဖြစ်ပါတယ်3ညာဒီထိတ်စီနစ်ဒီထိတ်စီပေါ့နော်နောက်ထပ်ကျွန်တော်ဒီခွန်ခွန်ကိုခုနှစ်ညာ3ခွန်ခွန်ဒီ၈ကိုလေးတပင်ပေါ့နော်ဒါဆိုတရားပေါ်လိုမျိုးပဲတရားလေကနန်း၃လုံး ထပ်ပေါင်းမှာဖြစ်ပါတယ်ခွန်ခွန်ပေါင်းရှင်းဒီဆက်လေးလေးကိုနင်းနေပေါင်းရှင်း6 6အထိကြီးမှာဆိုရင်19လေးဒါကြောင့်မို့အဲ့ဒီမှာတော့လေးဒီအပိတ်ဖြစ်ပါတယ်လေးအပိတ်19လေးဖြစ်ပါတယ်ခင်ဗျာโอเคနောက်ထပ်ကျင်တော့963 689 9 9 9ဆိုတဲ့အတွက်ဒီ388တပင်ဖြစ်ပါတယ်။ဘောလုံးမျိုးပဲဒီအလဲထင်ကနန်း၃လုံးထပ်ပေါင်းမှာဖြစ်ပါတယ်ခင်ဗျာ။ ။အဲဆိုရင်နင်းနဲ့10ပေါင်း36ဆိုတဲ့အတွက်ကြာလေး6ကိုနင်းနဲ့ထပ်ပေါင်းတော့8 68အတိကိမှာ388ဆိုတဲ့အတွက်အဲ့မှာတော့ကျွန်တော်အတိကိ10ဒီလုံးဒီအလဲပိတ်ဖြစ်ပါတယ်။တော်ရှိရှိပြီးတော့နောက်ထပ်အချိန်မှာ339 39 39ကိုဒီနေ့လေး6တပည့်ဖြစ်ပါတယ်ခင်ဗျာအဲ့မှာဆိုရင်395ကိုထပ်ပေါင်းမယ်ပေါ့နော်ဒီအလေထင်ကနန်း3လုံးထပ်ပေါင်းတော့9နဲ့9ပေါင်းရှင်းက14ရာတွေအတွက် ျွန်တော်လေးကိုနိနေပေါင်းရှင်း6 6အထီးကီမှာနိလေး6ဆိုတဲ့အတွက်အထီးကီလေးကို6ကိုပေါ့နော်အထီးကီလေးကို6ကိုနိလေး6ဖြစ်ပါလေတပန်ကျွန်တော်ဒီ3ပြင်ပေါ့နော်3နိလေး6 5နိ6 6ဆိုတော့ဒီ3 5 6တပြင်ဖြစ်ပါတယ် အဘွားလူမျိုးပဲအလေထိန်ကနန်း၃လုံးထပ်ပေါင်းတော့ဆိုတော့ဒီ၄၅၆ထပ်ပေါင်းမှာဖြစ်ပါတယ်။၅နဲ့၆ပေါင်းတာ၁၁တင်းနဲ့၄ပေါင်းချင်း၃ဆိုတဲ့အတွက်ကြာလာတဲ့၃ကို၄နဲ့ထပ်ပေါင်းတော့၅၃၅ကီမှာ၃၅၆ဆိုပြီးတော့အထီးကီနှလုံးစလုံးပေါ့နော်ဒီ၃ကတော့ထိတ်ဒီ၅အလေဆိုပြီးတော့၃၅၆ဆိုပြီးကီနှစ်ခုစလုံးဆက်ပြီးဖြစ်ပါတယ်။တပန်း၆၄၆၉ခု၈၆၉၆ဆိုတဲ့အတွက်ဒီ၂၀ချိန်မှာဒီကနန်း၃လုံးဆက်ပြီး OK မယ်ဆိုရင်ပေါ့နော် ဒီအလဲထင်း၃လုံးပေါင်းလို့ဆက်ပြီး OK မယ်ဆိုရင်ကျွန်တော်ဒီမှာနီးအရာ9နဲ့ခွန်ပေါင်း16 6နဲ့4ပေါင်း30 3ညကိုနီးနဲ့ပေါင်းတော့နီးဆိုတဲ့အတွက်3ညနဲ့အတူကြီးရတယ်ပေါ့နော်။ဒါဆိုရင်ဒီမှာ3ညဒီ3ညလေးနဲ့နီးတည်နီး3ညကို4ဒီ89လေး8ဒီ3 88 4 6နဲ့နီးလေး6 73နဲ့9နဲ့ဒီ356ဒီမှာ3ညနဲ့ဒီမှာကြတော့ကျွန်တော် ဒီ၃ညနေ့ဒီဒီမှာ၃ခုနဲ့အရှင်ပြေမယ်ပေါ့နော်။၃ညနေ့ရယ်၃ခုရယ်ပေါ့နော်။ဒါဆိုရင်၃တောင်ည၃နေ့၉တောင်ည၉နေ့ဆိုပြီးဖြစ်ပါတယ်။အဲ့ဒီ၃ညနေ့ဒီကျွန်တော်တို့ဒီရှိမာလေးရှိတယ်ပေါ့နော်။ရှိက20မိနစ်တူပြီမယ်။ကနေရတာရှင်းတော့တူတယ်ခင်ဗျာ။ Okay ဒီမှာလေးကျွန်တော်ရှင်းဒီ3889ဒီ3တောင်ည9ဒီ3 9နေ့ဒီ3 9နေ့ပေါ့နော်။ 零零七到零零十五年，十七五到五七七六七九款十七九七，对嘛？到年年纪是的不咯？到年年纪起码嘞，到年年纪批牌嘞，你啷么读不不咯？对啊，那天都能把嘞，大概了，第六礼拜那批牌嘞。OK，到年年也就是说，看那个，第东姑爷不咯？东姑爷对了，先别嘞，呀。 ခေတ္တလေးကိုကျွန်တော်မရှင်းပြမိမိတို့ညာကွန်ပြီးတော့သုံးလုံးပေါင်းချင်းပြိတ်နဲ့ထန်ကြီးလိုက်ရှင်းပြသွားမယ်ပေါ့နော်၃၉ရဖြစ်ပါတယ်ခေတ္တအတင်ချာနေရကျွန်တော်တို့လေ့လာလို့ရအောင်ပြန်လည်မြောက်ရှင်းတာဖြစ်ပါတယ်โอเคကျွန်တော်ရဲ့ဗီဒီယိုကိုလည်းအဆုံးထိကြည့်ရှုအားပေးခဲ့ကြရတဲ့ကျွန်တော်ရဲ့မိတ်ဆွေများအားလုံးလည်းကိုယ်စိတ်ကျမ်းပါဆက်ချမ်းသာပြီးကောင်းကျိုးလိုရာဆန္ဒပြည့်စုံကြပါစေခင်ဗျာ။